တခုခုကိုလုံမယ်တို့စဉ်းစားရင်စဉ်းစားနိုင်မလုံဖြစ်သေးတာနောက်ဆုံးချိန်ပတော်လေကောမဲအောင်ပါရည်လာနိုင်ပါတယ်အဲ့ဒါဘာကိုပြောရလဲဆိုတော့အခုလောက်ခံခြင်းနဲ့စဉ်းစားတိုင်းစဉ်းစားတိုင်းမှာမလုံဖြစ်ဘူးဘာကြောင့်မလုံဖြစ်လဲဆိုတော့တစ်ချက်ကဒီချက်ပို့ပြီးတော့မှသိချင်သေးတယ်ငါတိထားတယ်မလုံလောက်သေးဘူးငါတိထားတဲ့အရာတွေကသူများအတွက်အဆင်ပြေပါမလားတိထားတဲ့အရာတွေကကောင်းကောကောင်းပါမလားအဆက်တဖြေကိုကိုကို not good enough fear တွေရှိနေကြတာ not good enough fear ဆိုတာကိုကိုမလုံလောက်မှကိုကြောက်တယ်ကိုကိုစဉ်းစားလိုက်တယ်ဒီကိုကိုတွေးလိုက်တိုင်းမှာမလုံလောက်သေးဘူးပဲအမြင်အတွေးဝင်တယ်အဲ့လိုမျိုးအတွေးဝင်နေတဲ့လက်တွေး လောက်တဲ့ခါမှာကိုယ့်ရဲ့အသားကဲအတွက်အရန်ကိုနှောင့်နေစေတဲ့အရာတစ်ခုဖြစ်တယ်အရန်ကိုအနှောက်ရှစ်ပေးတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မို့ဆရာတို့ကကိုယ့်ရဲ့အသားကဲကိုမြန်မြန်လေးနဲ့ရောက်စေချင်တယ်အဲ့လိုမျိုးနှောင့်နေစရာတွေမရှိချင်ဘူးဆိုရင်တော့အခုဆရာပေးမဲ့နီလန်းတစ်ချက်ကိုတုံးကြည့်ပေးလိုက်ပါ90 30တူကိုအတုံးချပေးရမှာဖြစ်တယ်90 30တူဆိုတာဘာကိုပြောလဲဆိုတော့ဆရာတို့ကအလောက်တစ်ခုလောက်လို့ရှိရင်ပုံမှန်အဖြစ်တွေးမှာပဲ100%ပညာရခင်နှောင့်ရှိနေခဲ့တာအခုဆရာတို့ကလက်တွေးလောက်ချနေနိုင်အောင်အတွေးမှာဆရာတို့ကတရားရခင်နှောင့်မထားပဲနဲ့90လောက်ထားပြီးတော့30ရခင်နှောင့်ကိုဆရာတို့လက်တွေးလာလောက် ။ဒါကြောင့်ဒီစကားပြောတာလဲဆိုတွေးလိုက်တာနဲ့ကချက်ချင်းလှုပ်ချလို့ရတယ်။ခုစရာပြောတဲ့အနေထားမှာ over သိချင်းသမားတွေအတွက်အတွေးများတဲ့သူတွေအတွက် not good enough ရှိနေကြတဲ့သူတွေအတွက်ကိုဆရာနေပြီးတော့ဒီနီးလန်းကိုပေးစေချင်တယ်။ဥမာထားလိုက်ဆရာတို့က live လွှင့်ချင်တယ်။ live လွှင့်ချင်တယ်ဆိုရင်အေး live လွှင့်တဲ့ပတ်သက်တာကို90ရာခိုင်နှုန်းလောက်ကိုချလိုက်။ပြီးလို့ရှိရင် live ကိုလွှင့်သွားလိုက်။ live ကိုလွှင့်သွားတဲ့ဟာ30ရာခိုင်နှုန်းပြောနော်။ကျွန်တော်တို့ကဒီအတွေးကြုံကနေပြီးတော့တင်ယူမှုလုပ်မှာ။ left တွေးမလောက်ရပဲနဲ့။ယုံကြည်မှုရဲ့တန်ဖိုးဘရောမှမဖြစ်လာဘူး။ယုံကြည်မှုတန်ဖိုးတွေပို့ပြီးတော့မြင့်မားလာရှင်တယ်ဆိုရင်တော့ left တွေးလောက်ခြင်းကနေပြီးတော့တဖြည်းဖြည်းကိုယုံကြည်မှုတွေပို့ပြီးတော့မ ှာတိုးတိုးလာပြီးလို့ရတယ်။ကိုကြီးအတွေ့အထိမှာ100%ရှိတာနဲ့ဆိုင်လို့ရှိရင်ဒီ90ရာခိုင်နှုန်းရှိပြီးတော့30ရာခိုင်တော့လက်တွေ့လောက်ချင်းကပို့ပြီးတော့မှကောင်းတယ်။အားလည်းပြောကြစေချင်တယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဆရာမင်းတန်းတို့ပါ။